ခတိတက်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံးကြောင်ဖြူမှရိတ်ခါလာဖို့တင်ဆိုဆိုဆက်ကြောင်ကြားဖြတ်တိုက်ခိုက်ခံရပြီးလက်နက်အလောင်းနဲ့ရိတ်ခါတို့များကိုစုံပြစ်ကဖျိုးဖျက်ထွက်ပြေးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကြောင်ဖြူမျိုးနဲ့တိုင်းချောင်းနဲ့မင်းပြင်းမှာတက်ဆွဲထားသည့်ဆိုဆိုတပ်ဖွဲ့များသို့ရိတ်ခါလာဖို့တင်ဆက်ကြောင်ကိုအာရခတ်တတော်အေးကကြားဖြတ်တိုက်ခိုက်ခံရန်စစ်တပ်ဘက်ကကြားစုံများပြီးဖျိုးဖျက်ထွက်ပြေးသွားခဲ့ရတယ်လို့မြေပြင်စည်ရဲသတင်းရင်းမြစ်တအူးကပြောပါတယ်။ မနေ့ကမွန်လွယ်ပိုင်းအချိန်2နာရီလောက်မှအင်အား90ကျော်ခန့်စီးတဲ့စစ်ကြောင်းတစ်ကြောင်းတိုင်းချောင်းနဲ့မြေပြင်ကိုရိတ်ခါလာပို့တာကိုအေအေကကြားဖြတ်တိုက်ခိုက်ပြီးအပြတ်ချင်မုံနာလက်နက်ခဏ်ရံတွေအပါအဝင်အလောင်းဆယ်လောင်းခန့်နဲ့ရိတ်ခါတုံး20ကျော်ကိုတင်စီရမိခဲ့တယ်လို့ပြောပါတယ်ထို့တို့တိုက်ခိုက်ခံရမှုကြောင့်၎င်းစစ်ကြောင်းတွင်ရိတ်ခါတုံးများနဲ့အလောင်းများကိုစွန့်မြစ်ခံဖျော်ဖျက်ဖြင့်နောက်ဆုတ်ပြေးသွားကြတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ် သူတို့ကကြားဖြူကနေဒိခါပို့ဖို့ခြေချင်းတက်လာတာတန်းချောင်းနဲ့မြင်မြင်ကြားမှာအေးအေးကဖြတ်လိုက်တာတချို့ကတရားတွေနဲ့ထွက်ပြေးသွားကြတဲ့အလောင်းတွေဒိခါတို့တွေကိုတရားတိုင်းပြစ်ထားပြီးထွက်ပြေးကြတာတချို့ကနီးစက်ရတန်းချောင်းဘက်ကိုထွက်ပြေးသွားကြတယ်လို့ဆက်ပြောပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်များမကြမီအချိန်မှအတွင်အကြမ်းမက်စစ်တပ်ကအနီးနားရှိကျေးရွာများနဲ့တောင်တန်းများကိုဒေါများဖြင့်တိုက်ခိုက်သည်လို့ပင်လယ်ပြင်ရှိနေပြည်များမှလည်းအမြောက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ အေအေမှာမြင်းပြင်းတဲ့တိုင်းဆောင်မှာရောက်ရှိနေတဲ့စစ်တပ်များကိုပိတ်ဆို့ထားပြီးထားဖို့လမ်းကြောင်းများလည်းဖြတ်တောက်ထားကြောင်းသိရပါတယ်။စစ်ဦးချုပ်နေတဲ့စစ်ကြောင်းတွေကိုစားနေရိတ်ခါပို့လို့မရအောင်အေအေကဖြတ်တောက်ထားပြီးပတ်ဝန်းကျင်အနီးနားကအင်အားနေတဲ့စစ်ကြောင်းချုပ်ကုန်အေကဆက်လက်တိုက်ခိုက်နေတဲ့တိုက်ပွဲနေတာကအေကအပိုင်းရမှာခြားဖြတ်တိုက်တာအတေကကထောက်ဖို့မရအောင်ဖြတ်တောက်ပြီးတိုက်နေတာလို့ပြောပါတယ် စေအိုစုနီထိုတို့ထောက်ပို့စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးအကြာဆုံးများရှိခဲ့တာကြောင့်ယနေ့နံနက်ပိုင်းကနေပြည်တော်ကတောင်ပြည်ကူများဖြင့်နောက်ထပ်အင်အား9စက္ကန့်ပါသည့်စစ်ကြောင်းတစ်ကြောင်းကိုရဲတပ်ရင်း32ကတိုင်းချောင်းနဲ့မြင်းပြင်ကိုထပ်မံဆေးလွှတ်ထားတယ်လို့သိရပါတယ်ရှင်ဆလပင် AA ကလက်နက်ကြီးဖြင့်ပစ်ခတ်၍နေရီကန်တောင်မှလေကြောင်းမှခြာပြီးသည့်ပစ္စည်းထုံများလာကောက်သည့်စစ်သားအချို့တိစုံထိခိုက်ဒဏ်ရာရရှိစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်။ အမ်ဘလန်လန်နှက်ရိတ်ကန်လေးချောင်းရန်ကာကွယ်ရေးစခန်းကိုလေချောင်းမှလေပြင်းဖြင့်အထုံးများလာချပေးနေချိန်မှာအာရခစစ်တီတော်များမှလက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်အဆောင်အုံတချို့ပျက်စီးကောင်းအကြမ်းမတ်စစ်တပ်မှစစ်သားများတင်းဆုံထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်းသတင်းရရှိပါသည်နိုဝင်ဘာလ30ရက်နေ့နေ့လယ်တနားဝင်ကျင်းမှာစစ်ကောင်မရှင်လေးချောင်းမှ Y8 လေရင်ဖြင့်စာနယ်ရိတ်ခါများအပါအဝင်အထုပ်စဲတို့ကလေတီးဖြင့်လာချပေးနေစဉ်ကာယူနေသည့်စစ်သားများကိုလက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့်ပြိုပြက်နေသည့်ကမ္ဘာလုံးလည်း မြေပြင်ပေါ်မှာပြပြဝစ်သွားပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အချို့မှာတိဆုံထိခိုက်ဒဏ်ရာရတယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။ကဘာလုံးကတော့မြေပြင်မှာပြသွားပြီးမနေ့ကနေ့လယ်ကအထုပ်တွေကောက်နေတော့ပြစ်ခတ်ခံရတာပါ။ကဘာလုံးကထပ်ပြီးလက်နက်ကြီးကြီးထိတဲ့လာကောက်တဲ့စစ်သားတွေတိဆုံထိခိုက်ဒဏ်ရာရသွားကြပါတယ်လို့ပြောပါတယ်။စစ်ကောင်မရှင်ဒီနေ့ရက်ကံပြူဟာကုန်းကုန်းတောင်ရီကအစားလေးကြောင်မှပို့ဆောင်နေရပြီးနိုဝင်ဘာလနောက်ဆုံးပတ်မှာရဲစင်းထောက်ဖို့လေရင်များဖြင့်စာနယ်ရိတ်ခါများပို့ဆောင်ပေးနေရတယ်လို့၎င်းကပြောပါတယ်။ အာရခတက်တော်သည်နရိတ်ကစကန်းကိုဝန်ရပိတ်ဆို့ထားယုံနာမကလက်နက်ကြီးပါရကင်ခတ်တပြစ်ခတ်နေ၍စိုးစွတ်တဖွဲ့ဝင်များမှလည်းနေတိုင်းလူလူထိခိုက်ဒေဆုံမှုများရှိနေတယ်လို့ပြောပါတယ်နရိတ်ကစကန်းထဲမှာပိတ်လောင်ထားတယ်။အဲ့ဒီစကန်းထဲမှာကူရီဖောက်ထားတယ်လို့ပြောတယ်။အဲ့ဒီမှာစစ်သားတွေနေကြတာ။အဲ့ဒီခိုးအောင်နေတဲ့နေရာကနေအပြင်ထွက်တာနဲ့အေအေကလက်နက်ကြီးနဲ့ပစ်တယ်လို့စနိုက်ပါနဲ့ပစ်တာထိခိုက်တိုက်စုံမှုကတော့မကြာခဏရှိနေတယ်။ နိုင်ရကစကန်အောင်အာရခတတ်တော်မှဝိုင်းဝန်းပိတ်ဆို့ထားပြီးထားဖို့လမ်းကြောင်းများကိုလည်းဖြတ်တောက်ထားသည်မှာနှစ်လနီးပါးကြာမြင့်လာခဲ့ပြီးဖြစ်ပါသည်။ဒုအပ်တွင်နိုင်ရကစကန်မှာဈေးခါများပြက်လက်လာနေတာကြောင့်အကြမ်းမတ်စစ်တပ်လေးတပ်မှလေယာဉ်များဖြင့်ပစ္စည်းများချပေးနေရာအေအေကပြစ်ခတ်မှုကိုစိုးရိမ်၍အနီးကပစ္စည်းတို့များကိုချမှတ်ပေးရတာကြောင့်အမြင့်ကြီးမှချပေးရ၍စာနယ်ရိတ်ကအထောအချို့မှအေအေထိန်းချုပ်ထားသည့်နယ်မြေများဘက်သို့ကြားရမှုများရှိနေကြောင်းသိရပါသည်။ ဒါအပြင်စေအိုစုကနရိတ်ကန်စကန်ကိုလန်ဟောင်းလန်တင်တဲ့နှစ်ဖက်စလုံးထိုးစစ်စနေပေမယ့်အာရခတ်တပ်တော်နဲ့ပူပေါင်းတော်လှန်ရေးတပ်တို့ဤပေဆိုတိုက်ခိုက်မှုခံနေရတာကြောင့်ရှင်းတို့မတန်နိုင်မဲနောက်ပြန်ဆုံနေရတယ်လို့သိရပါတယ်ရှင်။ဆလပင်မော်ကောမျိုးပြင်တိုက်ပွဲစစ်ကောင်ပရှင်အထင်အောင်ဟောင်းဝင်းစာအမြောက်များတက်စင်နေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမိုးကုံမြို့ဤမြို့ပြင်ခြေပိုင်းနှင့်အနောက်ပိုင်းနေရာများမှာယမနေ့ညနေပိုင်းမှာစတင်၍စစ်ကောင်မရှင်နှင့်တော်လရင်အင်အားစုများအကြောင်းထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်မရှင်စစ်ကြောင်းများကမြို့တွင်းမှာမြို့ပြင်ဘက်သို့စစ်ကြောင်းထုံးနေမြေချဲ့ထွင်လာရမှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဒေသတွင်းစီရင်တရင်ရင်းမြစ်များထံမှသိရှိရပါတယ်။ဇမနေညနေပိုင်းကမိုးကုံမြို့အနောက်ပိုင်းဘောလုံးကြီးရွာအနီးမှာထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါနိုင်ဝဲတွင်စစ်ကောင်မစင်ဘက်ကအင်အား20ဦးခန့်တည်ဆောင်ခဲ့ကြောင်းကနအူးသတင်းများထွက်ပေါ်နေပြီမိကျမတို့ channel အနေဖြင့်တခြားသည့်ပြည်နယ်စဲမရှိသေးပါဘူးထီရွေမှုကမြို့ပြင်အစီအရောအနောက်ရောဖြစ်နေတာစစ်တကမြို့ပြင်ကိုစစ်ကြောင်းတွေထိုးထွက်လာလို့တိုက်ပွဲတွေဖြစ်နေရတာပါလို့စီရဲတရင်ချင်းမြစ်တအူကအသိပြုပြောကြားပါတယ်။လက်ရှိမှာမိုးကုံမြို့အနာပိုင်းဘောလုံးကြီးကျွရဘတ်သွင်းနာမကောင်အရှေ့ပိုင်းရှိချောင်းကြီးကျောင်းဝါပြောင်ကောင်းနဲ့စိုင်းအင်းမြတ်ဒေသများတွင်မှနှစ်ဖက်ပြစ်ခတ်မှုများဖြစ်ပွားနေတယ်လို့သိရပါတယ်။ ဒါအပြင်စစ်ကောင်စီတပ်ကမျိုးရင်းလုံးချုံရေးနဲ့စစ်စင်ရေးများအတွင်နေရအများပြားမှာလက်နက်ကြီးများတပ်ဆင်စံတက်လျက်ရှိတယ်လို့စုံစမ်းတင်ရှိရပါတယ်။အထူးသဖြင့်တော့ကျောင်းတွေစေုံတွေမှာတပ်ဆွဲပြီးအွန်ကိုင်းပမ်းမထိပ်ပြွာကုန်းတွေမှာအများဆုံးတပ်ဆင်နေတယ်လို့လည်းသိထားရပါတယ်ဟုဒေသခံတအူးကပြောပါတယ်။ ။ယခုလိုတိုက်ပွဲများပြန်လည်ဖြစ်ပွားလာမှုနဲ့စစ်ရေးတင်းမာမှုများကြောင့်မြို့ကန်လူထုမှာစိုးရိမ်ပူပန်နေရရှိပါတယ်။လက်ရှိမှာငွေကြေးတက်နိုင်သူအများစုကတိမ်းဆောင်သွားကြပြီးဖြစ်ရာမြို့ပေါ်မှာလူဦးရေ၃ပုံ၃ပုံခန့်သာကျန်ရှိပါတော့တယ်။ကျန်ရှိနေသူတွေကငွေကြေးအခက်အခဲကြောင့်ခရီးမသွားနိုင်သူတွေနဲ့တကြီးရွယ်ဦးတွေဖြစ်တယ်လို့နောက်ထပ်မိုးကုတ်ဒေသခံတအူးကပြောပါတယ်။ပီကန်ဒီ2025ခုနှစ်အောက်တိုဘာလကုန်ပိုင်းက တရုတ်အစိုးရအင်ဂျီချောင်းဝင်ဆက်ဆံမှုဖြင့်စစ်ကောင်မရှင်နဲ့တအားမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL လေးတို့ကြောင့်အပြစ်ကတ်ရစဲရေးသဘောတူညီခဲ့ကြပါတယ်။ယင်းသဘောတူညီချက်အရ TNL လေးကထိန်းချုပ်ထားသည့်မိုးကုတ်နဲ့မိုးမိတ်မျိုးများကိုစစ်ကောင်မရှင်တပ်ပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။၎င်းနောက်နိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်မရှင်တပ်များကမျိုးရင်းသူအလွယ်တကူပြန်လည်ဝင်ရောက်တပ်ဆွဲနိုင်ခဲ့ပြီးနောက်ယခုကဲ့သို့မျိုးပြင်ဘက်ကိုပါစစ်ရေးလှုပ်ရှားမှုများတိုးချဲ့လာခြင်းဖြစ်ပါတယ်။ ။အမျိုးပေါ်မှာစတက်ကလူငယ်တရားကျော်ကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တအူးလည်းရင်ငွေကြေးသိန်းတရားဖြစ်ပြန်၍ခိုင်ကောင်းမရွေးနိုင်သည့်လူငယ်များကိုတောင်ကြီးစစ်သားစုဆောင်ရေးတပ်တို့ပို့ဆောင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာစတက်ကလူငယ်တရားကျော်ကိုပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တအူးလည်းရင်ငွေကြေးသိန်းတရားဖြစ်ပြန်၍ခိုင်ကောင်းမရွေးနိုင်သည့်လူငယ်များကိုတောင်ကြီးမြို့ရှိစစ်သားစုဆောင်ရေးတပ်များထံသို့ပို့ဆိုင်လောက်ကြောင်းဖက်စိကံလူငယ်များ၏မိသားစုဝင်များနှင့်ဒေသပြည်သူများကပြောဆိုပါသည်။ ။စကိုင်းမျိုးပေါ်ရက်ကွက်များထဲမှလမ်းစုံလမ်းကွက်များမှာစစ်တပ်ကအလုံသွန်းအလုံပြန်လူငယ်တရာကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသည့်လူငယ်များမှာအသက်20နှစ်မှအသက်35နှစ်အတွင်းရှိကြောင်းလူငယ်တရာကျော်အနက်မှငွေကြေးတက်နိုင်သည့်မိသားစုများကလူငယ်20ဦးကိုငွေကြေးသိန်း30မှငွေကြေးသိန်း300အတွင်းပေး၍ရွေးယူနေကြောင်းမရွေးနိုင်ပဲကြံရင်ခဲ့တဲ့လူငယ်80ကျော်ကိုတောင်ချီမျိုးရှင်စစ်သားစုဆောင်ရေးတပ်များထံသို့စစ်ကားများဖြင့်ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ စစ်ခွေးတွေကစကိုင်းမျိုးပေါ်ကိုလင်းနေရခွဲပြီးလူငယ်တွေကိုပေါ်သားဆွဲတာပါအဲ့ဒါကလူငယ်တရားကြော်တဲ့တချို့ပတ်စံရှိတဲ့သူဆိုရင်တင်းတရားနဲ့စစ်ခွေးတွေကပြန်ရွေးခိုင်းနေငွေသိမ့်မတတ်နိုင်တော့တင်း20နဲ့ရွေးခွင်ပေးတဲ့အဖမ်းခံရတာကွန်မဏီကာမောင်းသူတွေရေတန်းပိုးတဲ့ကာမလိုက်တဲ့အလုပ်သမားတွေနဲ့အလုပ်သွားတဲ့လူငယ်တွေကိုဖမ်းအောင်စစ်ခွေးတွေကစကိုင်းမျိုးပေါ်မှာလင်းနေရခွဲပြီးဖမ်းနေစကိုင်းမျိုးပေါ်မှာလမ်းဆောင်ကြတဲ့နေရာတွေကိုစစ်ခွေးတွေပိတ်ပြီးဖမ်းတာပါ ဘလို့ဆန်းဆောင်မရဘူးသူတို့ကြိုက်တဲ့လူငယ်ဆိုရင်ဆွဲဖန်နေစစ်ခွေးတွေကပေါ်နာဆွဲဖန်စီတဲ့လူငယ်တရာကျော်တဲ့ကလူငယ်20ဦးကခံမှန်းချေပြန်လွတ်တဲ့ တောင်ကြီးစစ်မှုထံတင်နန်းကြောင်းနဲ့စူဆောင်ရေးတပ်တွေစီကိုပို့လိုက်တယ်လို့ဖန်စိကလူငယ်တအူဤမိဘဆွေမျိုးတအူကရှင်းပြပါတယ်။အလားတူနိုဝင်ဘာလ25ရက်နေ့နဲ့နိုဝင်ဘာလ26ရက်နေ့ကလည်းစကိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်တပ်ကနေဝညာပါလူငယ်များကိုပေါ်တာဆွဲဖန်စိခဲ့ပြီးအနည်းဆုံးလူငယ်40ထက်မနည်းကိုစစ်တပ်ကစစ်မှုထံခိုင်းရန်အတွက်ပေါ်တာဆွဲဖန်စိခဲ့ကြောင်းစစ်တပ်ကဖန်စိသွားသည့်လူငယ်များမှာအသက်20ကျော်အရွယ်များဖြစ်ကြောင်းသိရှိရပါတယ်။ အကြမ်းမတ်စစ်တပ်က2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းအပတ်စဉ်တင်းနှံများကိုဖွင့်လှစ်ခဲ့ရာယခုအခါစစ်မှုထမ်းတင်းနှံအပတ်စဉ်20အထိရောက်ရှိလာပြီဖြစ်ပါတယ်ရှင်။